မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းထုတ်သတင်းဥများကိုအချိန်နဲ့တပြေးညစ်တင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။အခုတခါတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖေးတောင်းနဲ့ရှင်နာဝဒရာစေယုံတင်ထားရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖိတ်ထောင်နန်ရှင်နာဝထရာသည်ကမ္ဘောဒီးယားနိုင်ငံသို့အလုပ်ဖြင့်ခရီးသွားပြီးပြန်လာချိန်တွင်ကိုဗိုချိန်မြင့်ချင်းဖြစ်ပွားခဲ့သောကြောင့်၎င်းကိုဂျာတာရိညာကဘန်ကောက်ရှိစေယွန်တခုတွင်တင်သွင်းကူတာခဲ့ကြောင်းထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူဂျီရူဝန်ဆက်ကတောက်ကြားနေရင်းပြောကြားခဲ့သည်တရင်ထုတ်ချိန်ဒီအခြားအသေးစိတ်အချက်အလက်များကိုမထုတ်ပြန်သေးပေသို့သောဝန်ကြီးချုပ်ဤခင်မွန်မစ္စတာပီတာကာဆူခရဝတ်က ဝန်ကြီးချုပ်စေယုံကရင်ပေါ်ရင်အနားရှင်နေသည့်ပုံကို Instagram နဲ့တွင်ရင်သူကျမရဲ့အတွက်ဘသူပြောရမှနာမထောင်ခဲ့တာအခုတော့ခန္ဓာကိုယ်ကတရေပေးသွားပြီဟုစာရန်တစ်ကြောင်ဖြင့်အကြောင်းဖော်ပြခဲ့တယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ဗိုလ်ချုပ်များအချိန်မနှောင်းခင်အမြင့်မှန်ရရန်ရာဇသံပေးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မွေးတနေ့ဒေတနေ့ဆိုသလိုအရာရာတိုင်းမှာအချိန်အကန့်သက်ရှိသည်ကိုအလုံးသိပါထိုအချိန်ကိုဘယ်လိုသားမှထိန်းချုပ်ရင်မဆွဲနိုင်ပါလက်ရှိအချိန်မှာစကောင်းစီရင်တော်လိုင်းအင်အားစုများနဲ့ဆွေးနွေးပြီးအပေးအယူလုပ်နိုင်မည့်အချိန်အခွင့်ရရှိနေပါသေးသည်ထို့အတူတော်လိုင်းအင်အားစုများရင်လည်းစကောင်းစီနဲ့ဆွေးနွေးပြီးအပေးအယူလုပ်ကြမည်ဆိုရင် တော်လရင်ရင်မြန်းချက်များအားလုံးမဟုတ်တော့လေအရေးကြီးသည့်ရင်မြန်းချက်ချို့ကိုဆွေးနွေးညှိနှိုင်းယူနိုင်သည့်အခြေအနေတွင်ရှိနေပြီဟုသုံးသပ်နိုင်ပါသည်။လက်ရှိပဏိပခအခြေအနေလက်ရှိမြန်မာနိုင်ငံရင်းနှင့်ပြည်တွင်းစစ်အခြေအနေကိုအတူချုံးသုံးသပ်ရရင်စစ်ကောင်စီနှင့်၎င်းတို့၏လောက်ကံပြည်သူစစ်များကတစ်ဖက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်သည့်တော်လရင်အင်အားစုများကတစ်ဖက်ဖြင့်တစ်ဖက်နှင့်တစ်ဖက်နောက်ပြန်ဆုပ်ယမရသည့်အခြေအနေတွင်ရောက်ရှိနေကြသည်ဟုဆိုနိုင်ပါသည်။ နောက်ပြန်ဆုံရမယဖြစ်ရခြင်းမှာနှစ်ဖက်စလုံးအတွက်ပေးဆက်ခဲ့ရသည့်အရင်အင်းနှင့်အကယ်၍ဆက်ရှုံးလင်းဆုံရှုံးနိုင်သည့်အခွင့်အရေးသည်နှစ်ဖက်စလုံးအတွက်အလွန်ပင်ကြီးမားရဖြစ်ပါသည်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှ2025ခုနှစ်ဧပြီလ17ရက်ထိနိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှာရသည့် AAPB ကပြုစုထားတဲ့အချက်အလက်များအရຫນွေဥတော်လန်ရေးအတွင်းစစ်ကောင်စီတပ်ဖြတ်၍တိစုံသွားသူပေါင်းမှာ6499ဖမ်းဆီးခံရသူစုစုပေါင်း2930ဦးရှိပြီဖြစ်ကြောင်းသိရသည် ထို့ပြင်စကောင်းစေကြောင့်ရလုံးချွမီရှိုခံရရပျက်စီးဆုံးရှုံးသွားသောနှစ်ရှည်လာများကြိုးစားဆူဆောင်းတိဆောက်ထားသည့်အဝေးများစီစဲများတိုက်ပွဲများအတွင်ပေးဆက်ခဲ့ရသည့်အသက်ခြေလက်ကိုင်ငါများစသည်ဖြင့်အရင်အနေကြီးမာပါသည်စကောင်းစေတော်လည်း၎င်း၏စစ်သည့်အင်အားကျဆင်းမှုနှင့်နေမြေဆုံးရှုံးမှုတွင်မကြုံစဘူးကြီးမာသည်အကယ်၍လုံဝဆစ်ရှုံးသွားမည်ဆိုပါက၎င်းတို့ကျူးလွန်သည့်ကိုဆွဆွဲခံနိုင်ရသောစစ်ရဆုံးမှုများအတွက်တာဝန်ခံရမည့်အနေအထားဖြင့်မတရားသောနေလန့်ဖြင့်စင်စုနှစ်ပေါင်းများစွာဆူဆောင်းထားသည့် ဲစကောင်းဆောင်များ၏တနာစည်းစိမ်ဥစ္စာများတင်စီခံရနိုင်သည့်အနေများရှိနေသောကြောင့် NJB ခုခံနေသည်ကိုဆိုနိုင်သည်ထို့ကြောင့်နှစ်ဖက်စလုံးကောင်းဆောင်များအနေဖြင့်လည်းလူထုကလက်ခံနိုင်သလောက်သာလုံလောက်သည့်အကြောင်းပြချက်တစုံတရာမရှိဘဲတစ်ဖက်နှင့်တစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုရစေရေသို့မဟုတ်တွဲဆိုဆွေးနွေးခြေလှမ်းစတင်မှုခက်ခဲနေသည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်ကိုသုံးသပ်ရသည်တနင်္လာနေ့မြမနယ်ဦးတော်လင်းရင်ပြိုင်ဘက်နှုတ်ဦးစလုံးအတွင်ဆုံရှုံနေနာမှုကြီးမားလွန်ခဲ့ပြီး ထို့သောဖြစ်တဲ့အလျောင်းကြီးမားသောရလဒ်တစ်ခုမရရှိပဲပြည်လည်နိုင်မှုမလွယ်ဟုဆိုနိုင်ပါသည်။နှစ်ဖက်စလုံးသည်တည်ရင်မြေကြီးရှင်ရင်ရွှေတီဆိုသလိုလောင်ကြီးအကုန်ထပ်ပြီးတိုက်ပွဲဝင်သွားမည်ဆိုသည့်အနေအထားမျိုးသုံးသပ်မိပါသည်။ပြည်သူလူထု၏လက်ရှိအခြေအနေဒေါ်လာရင်းကာလကြာရှည်လာသည်နှင့်အမျှမြမပြည်သူလူထု၏လက်ရှိအခြေအနေကိုခြုံငုံသုံးသပ်ရရင်ဒုက္ခပင်လေတဲ့ရုန်းကန်နေကြသည်ဟုဆိုနိုင်ပါသည်။ နိုင်ငံရေးနှင့်စီရေးကြောင့်တွန်တွဲပေါ်လာသည့်စီးပွားရေးအခြေတည်များစစ်ဘေးဒဏ်များလောက်ကိုင်းရှာပါမှုစစ်မှုထမ်းဥပဒေကရန်အထူးသဖြင့်အညာဒေသလူလူအတွက်မက်စလ28ရက်တွင်လောက်ခတ်ခဲ့သည့်ပြင်ရ9.9အဆင့်ရှိစကိုင်းငလျင်တန်းစာသည့်ဖြင့်ဘူးဖို့ပြေုံစင်းဆိုသလိုအခက်အခဲအမျိုးမျိုးကိုလုံပန်းရင်းဆိုင်နေကြရသည်။ဤကဲ့သို့တင်ပြရာတွင်ပြည်သူလူထုဆင်းရဲဒုက္ခများကိုအကြောင်းပြပြီးလက်ရှိဆင်နွှဲနေသည့်လူလူတော်လှန်ရေးအတွက်ပေးဆက်ခဲ့ကြသည့်အသက်သွေးချွေးကိုလက်အင်ကားများစစ်ကောင်စီစစ်ကြောရေးငရေကံများ တွင်ညှဉ်းပန်းနှိပ်စက်ခံရမှုများနှင့်ဖြတ်ကျော်ရင်ဆိုင်ခဲ့ရသောပြဿနာများအလုံးစုံမေးပြခါငကူမူလာတိုင်း2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ပြန်သွားကြဖို့ဆော့တင်ပြလိုခြင်းမဟုတ်ပါလက်ရှိနိုင်ငံရေးစည်ရေးပဏိပခာ၏အရင်ကနိုင်ငံရေးပြဿနာကိုလူမှုဘောစေနာထားပြီးမြ мян ဆန်းဆန်းဖြေရှင်းပေးကြရင်တင်ပြတောင်းဆိုလိုချင်တာဖြစ်ပါသည်။တဘာဝပေသည့်အလွန်အတွက်ဂုံတိတ်ခါရှိသောခွင်လန်း အစိုးရကအကောင်ဆိုသလို2025ခုနှစ်မတ်လ28ရက်တွင်စကိုင်းတိုင်းကိုပို့ဖို့ပြုပြီးလှုပ်ခတ်ခဲ့သည်ပြင်းခုနှစ်သမခုနှစ်ဆင်ရှင်ငလင်းချီသည်နှစ်ဖက်စလုံးတွင်ကေဇေးရေးနှင့်ပြင်လေထူထောင်ရေးလုပ်ငန်းများအတွက်ဆိုသည့်ကောင်းစင်မြင်ပြကတ်တက်ခိုင်မှုကိုရစဲချသည့်အကြောင်းပြချက်ကောင်းတစ်ခုအခွင့်ကောင်းတစ်ခုဖြစ်စေခဲ့သည် နှစ်ဖက်စလုံးနဲ့တဘောင်ဝါကပေးသည့်အီးခွင်းရေးကိုရွှေပြည်၎င်းတို့ထိုးစစ်ဆင်တိုက်ခိုက်မှုကိုရရစဲကြောင်းကြေညာထားတဲ့ပေါ်ကြိုးဆိုကြပါသည်။ထို့သောနောက်ဆုံးရသတင်းများအရစစ်ကောင်စီကအယက်သားပြစ်မှတ်များအားလေရင်မြင့်ပုံချဲမှုများဆက်လုပ်ဆဲဖြစ်သည်။ထို့ပြင်ပဏိပကဖြေရှင်ရေးမှမိမိရန်သူနောက်ပြန်ဆုံနိုင်ရန်ရွှေတရာကိုစောက်ပေးပါဟု၍ရှေးဟောင်းတရုတ်စစ်ဗျူဟာကျန်းဒီ RFY ရေးသားခဲ့သည့်စွန်စုကမှတ်ချက်ပြုပါသည်။ရှေးခေတ်စီရင်နှင့်တန်တမန်ရေးရနေရာမှတစ်ခုလည်းဖြစ်ပါသည်။ လိုသည်မှာကိုရန်သူသည်ခက်ခဲသောသို့မဟုတ်ရှုံးနေသည့်အနေအထားတွင်ရှိနေသောအခါ၎င်းကိုထွက်ပေါက်ထွက်လန်းမပေးရန်အရေးကြီးကြောင်းနောက်ပြန်ဆုံနိုင်ရန်ဆုံခွာနိုင်ရန်ဂုံသိက္ခာရှိသောနီလန်တစ်ခုကိုရွှေတရာသို့မဟုတ်အကြောင်းပြချက်ကောင်းတစ်ခုကိုဖန်တီးပေးဖို့အရေးကြီးကြောင်းဆိုလိုခြင်းဖြစ်ပါသည်တနည်းအားဖြင့်မျက်နာမပြတ်သိက္ခာမပြတ်လူကြီးလူကောင်းပြည်ပြည်ပြဿနာကိုဖြေရှင်းနိုင်ဖြစ်ပါသည် ရမခြေလန်းစာတင်ွယ်ဆက်ကောင်စီရင်ရှိနေစေရခုချိန်ညာထားတဲ့ရာရဲ့အပြည့်ခက်ရဲစဲရည်တွေထာရရဲစဲရည်ငင်းချင်းရည်တို့ဥတီစေနိုင်မီလားလမ်းစာဖြစ်နိုင်မီလားဆိုဒီမှာအများကသိကျင်နေကြတဲ့မေကွန်ဖြစ်သည်အီမေကွန်၏အဖြေသည်လက်ရှိအခြေအနေတွင်ဆက်ကောင်စီကောင်ဆောင်များပေါ်ရမှုတည်နေသည်အကြောင်းမှာဆက်ကောင်စီရင်ပထမခြေလန်းလှမ်းခွင့်ရှိနေစေဖြစ်သည် သို့သောဆေးရေးချိန်ဝင်ရှာသည့်လက်ရှိအနေအထားထက်တော်လိုင်းအင်အားစုများဘက်ကတာသွားမည်ဆိုရင်ထိုပရမခြေလန်းစာဝင်ကိုစစ်ကောင်စီကဆုံးရှုံးသွားနိုင်မည်ဖြစ်သည်အကယ်၍တော်လိုင်းအင်အားစုများအထူးသဖြင့်ဗမာတိုင်းသားလူငယ်အများစုဖြင့်ဖွဲ့စည်းထားသောပြည်သူ့ကောင်ရဲတပ်ပေါင်းစုသည်စကိုင်းတိုင်းတစ်ခုလုံးမကွေတိုင်းတစ်ချမ်းပဲခူးတိုင်းတစ်ချမ်းတို့ကိုထိန်းချုပ်နိုင်သည့်အခြေအနေသို့ရောက်ရှိလာခဲ့ရင်းစစ်ကောင်စီကိုလုံးဝအပြည့်ရှင်ရေးသို့မဟုတ်စစ်အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းရေးမှတပါအခြားကိုလက်ခံချမိမဟုတ်တော့ပါ တနည်းအားဖြင့်ဤအခြေအနေသို့ရောက်ပြီးဆိုရင်စကောင်းစင်းနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရနှင့်ဆွေးနွေးခွင့်အပေးယူလုပ်ခွင့်ကိုလုံးဝဆုံးရှုံးသွားပြီဖြစ်သည်။ ။ဆွေနာရှင်စနေချုံငင်းရည်သည်လက်ရှိလူမှုတော်လှန်ရေးပုံရိပ်မှန်းချက်ကြီးတခုဖြစ်ပါသည်။ထို့ကြောင့်ဗမာတိုင်းရင်းသားလူငယ်အများစုဖြင့်ဖွဲ့စည်းထားသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုဗမာမဟုတ်သောခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်အင်အားစုတို့သည်တန်နိုင်သည့်ဗမာအစွမ်းကုန်ပံ့ပိုးကူညီသွားကြလိမ့်မည်ဟုယူဆမိပါသည်။ထို့ကြောင့်စက်ကောင်စီအနေဖြင့်၎င်းတွင်ရှိနေသည့်ပထမခြေလှမ်းလှမ်းကွင်း ထို့သောအချိန်အခွင့်အရေးကိုအသုံးချပြီး၎င်းစတင်ခဲ့သည့်ပဏိပခါကိုအမြန်အဆုံးသတ်တင်ပါသည်လက်ရှိကြေညာထားသည့်နှစ်ဖက်စလုံးထိုးစစ်ဆင်တိုက်ခိုက်မှုရရရဆဲရေကိုဆက်လက်ထိန်းသိမ်းကလူတို့နှင့်တိုင်းမြေပေါ်စေတနာထားပြီးဆွေးနွေးဖြေရှားတင်ပါသည်ငလင်းတဲ့လူတို့ပေါ်နိုင်ငံတကာခေယူနာကိုအသုံးချ၍တော်လိုင်းအင်အားစုများကိုလစ်လူရှုပြီး၎င်း၏ရေကောက်ဝဲခြေလမ်းမြေဆရာနာရှင်စနစ်ကိုသက်ဆက်ရန်၎င်း2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသက်ဆက်သွင်းမှုကိုသာစူးစမ်းမည်ဆိုပါကအောင်မြင်နိုင်မည်မထင်ပါ အကြောင်းမှာအများပြည်သူထောက်ခံသောတော်လှန်ရေးတွေအနည်းနဲ့အမြန်အောင်မြင်မိမှသေးချတဲ့ပျောက်ဆုံးသောသားသို့မဟုတ်အမြင့်မှန်ရသောစစ်ဘုကြောင့်များဖြစ်စေခြင်းစစ်တပ်ကပြည်သူသားမိပြည်သူသားဖောက်ဟုဆိုလို့ရှိသောကြောင့် မိဘနဲ့သားသမီးဆက်ဆံရေးနဲ့ပတ်သက်တဲ့ခရစ်ယာန်သမားကျမ်းစာပါတွင်ဖော်ပြထားတဲ့ပျောက်ဆုံးသောသားအကြောင်းကိုအချင်းချုပ်ဖော်ပြလိုသည်။အမျိုးသားတူရင်သားနှစ်ယောက်ရှိသည့်တာငယ်သည့်ဖခင်ထံမှသူ့အမွေဝေးစုကိုစောစောဆစ်ဆီတောင်းယူပြီးဝေးလံသောအခြားပြည်သို့ထွက်သွားခဲ့သည်။ထို့ပြင်တွင်မစင်မကျင်နေတိုင်းမီစီးစိမ်ကိုဖြုံနှီးအားနောက်ဆုံးတွင်သူတစ်ပါးဝမ်များကိုကြောင်းပြရသောအစီကံဘဝအဖြစ်သို့ရောက်သွားရသည်။ ဝက်ကြောင်းရသည့်ဘဝမှာဘဝကိုကြွေးရသည့်ပဲတော်ကိုပင် စားခြင်းမတက်ငတ်မွေရသည့်အထိဆင်းရဲဒုက္ခကိုကြုံရသည်ထို့အခါဘာခင်ကအလုတမများပင်လည်းအစာကိုဝါလင်စွာစားကြရသည်ကို တရေရပြီးမိမိမာတက်နောင်နာရမည်သည်ထို့ကြောင့်ဘာခင်ကသူ့ကိုကျွန်းအလုတမတူဖြစ်လက်ခံပြီးအခွင့်အရေးကိုမျှော်လင့်ပြီးအိမ်ပြန်လာခဲ့သည်ထို့သောဘာခင်သည်နောင်တရသည့်တာငယ်ကိုအဝေးကမြင်ရသည်နှင့်ပွေဖက်ကကျွန်းဖြစ်မဟုတ်ဘဲတားဖြစ်ဂုံပြူပဲဖြင့်ကြိုးဆိုခဲ့သည်ထို့သူမင်းအွန်လိုင်းနှင့်တကွာစစ်ကောင် ဆောင်များကိုဒါလင်းပြုပြင်တင်နေများကိုအမြန်ပြုပြင်လှုပ်ဆောင်တင်နေများကိုအမြန်လှုပ်ဆောင်ခြင်းအပြင်လူမှုဆန္ဒကိုအမှန်တကယ်တံမိုးထားကြောင်းပြသဖို့အရေးကြီးပါသည်။ဥပမာနိုင်ငံရေးအကျဉ်းသူအကျဉ်းသားများကိုချက်ချင်းလှုပ်ပေးခြင်းငလင်တင့်ဒေတာများတွင်ပြန်လည်ထူထောင်ရေးအတွက်လွတ်လပ်စွာသွားလာလှုပ်ဆောင်နိုင်ရေးကိုခွင့်ပြုပေးခြင်းဖြင့်ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများကိုပြသတင်ပါသည်။ထို့မှတဆင့်ပဏိပကိုက်မူရင်းနိုင်ငံရေးပြဿနာကိုလူမှု၏အများဆန္ဒအတိုင်းလိုက်ရောဖြေရှင်းပေးနိုင်ပြီဆိုလျှင်ပြည်သူလူထုသည်အထက်ပေါ်ပြပါဇလန်းမှဖက ခင်ကြီးကဲ့သို့ခွင်လွှတ်ခြင်းတရားကြီးစွာဖြင့်ကျူးစွာပွေဖက်နိုင်ကြလိမ့်မည်ဟုယုံကြည်မိပါသည်။ထို့ပြင်စစ်ဘုချုပ်များကွယ်လွန်သွားသည့်တနေ့မှာထိုက်တဲ့သောနိုင်ငံတော်စာပနာများဖြင့်ကွန်ပျူပေးနိုင်ကြလိမ့်မည်ဟုယုံကြည်ပါသည်။အကြောင်းမှာမြန်မာတို့၏ခွင်လွှတ်နိုင်စွမ်းကိုပေါညွန်သောဆိုယိုစကား မသောရှင်နေမသေးသောစေသမဆိုပြီးရှိပါသည်ကျွန်ုပ်တို့အားလုံးသည်ပုထုဇဉ်လူသားများဖြစ်ကြသည်နှင့်အညီမှားတတ်ကြသည်ကိုအသိအမှတ်ပြုသည့်မြန်မာ၏ဆောင်းပုဒ်တစ်ခုဖြစ်ပါသည်အကယ်၍လူလူဆန္ဒကိုစန့်ချင်ပြီးဆက်လက်မိုင်းမဲနေမည်ဆိုပါကမြည်သူမကြော်လာရမရနိုင်သောတေဆုံးရမည့်နေရသို့ရောက်သည့်အခါအရင်စစ်ဗိုလ်ချုပ်များနေသူလူမသိသူမသိဂုံတိတ်ခါမဲစွာနမည်ဆိုဖြင့်တေဆုံးသွားရမည်ဖြင့်၎င်းတို့ကြံရှိသူမိသားစုများသည်လည်းလူလူဤတရေခွက်ထဲမှဆက်လက် နှင်းမြုံနေုံမြည်သောရှုံမှတန်တရာရှိစရာမလိုကြောင်းတင်ပြလိုက်ရပါသည်။